Okay အားလုံးမိတ်မင်္ဂလာပါကျွန်တော်နာမည်တန်နီပါဒီနေ့တော့ကျွန်တော်လေးစားရတဲ့ NAI collector တယောက်အဲဆရာဝင်းနီဦးစောဒေါက်တာအဲ့အကိုနဲ့သူ့ collection လေးကျွန်တော်ပြဖို့ဆိုပြီးတော့ကျွန်တော်စီစဉ်ထားပါတယ် Okay ဆရာမင်္ဂလာပါဟုတ်ကျွန်တော်ကျွန်တော်နာမည်ဝင်းဦးစောပါကိုတို့ NAI ဆဆုတဲ့ခီးစဉ်ကဘယ်ကဆခဲ့ကျွန်တော်ကတော့ဟိုဟာပေါ့ကြာတယ်ကိုဗစ်ပြီးမှအဲ့တော့2023လောက်မှစခဲ့တာအဲ့တော့ဟို စားခဲ့တာတော့ကျွန်တော်ကျွန်တော်ဒီနာယီတွေကိုစိတ်ဝင်စားအောင်ဟဲ့ပိုးတွင်းနေပဲပြောရမှာခေါ်ခဲ့တာတော့ကျွန်တော်ကျွန်တော်တို့ပြင်လွှင့်ရပဲကိုစိုင်းပေါ့နော်သူနဲ့တွေ့ပြီသူနာယီတွေကြည့်ပြီးတော့တော်တော်ဝါဒနာပါတော့အဲ့ကလေကျွန်တော်တို့ဒီအဲ့တော့စတော့ကလေကျွန်တော်အဲ့ vintage တွေပဲသူကလေ vintage တွေများတော့ကျွန်တော်သူ့စီက inspiration တွေရပြီ vintage တွေစားစုဖြစ်တာများတယ်ပေါ့နော်နောက်ပိုင်းကျလေတဖြည်းဖြည်းပြောင်းပြောင်းသွားတာပေါ့ ကိုငငယ်တော့ကနိုင်စိတ်ဝင်စားခဲ့တဲ့ memory လေးတွေမှတ်မိလားရှိလားငငယ်တော့ကတော့ထွေထွေထူးထူးကြီးတော့အရန်ကြီးတော့တိတ်မရှိဘူးဗျ။ဘာလို့ကျွန်တော်တို့ငငယ်တော့ကကြာလဲဒီကစီယိုတို့ဂျူအန်ဂျူတို့လောက်ပဲကျွန်တော်တို့ထီတွေ့တာများတယ်ဆိုတော့လေများတော့ဖြင့်ကျွန်တော်ကတော့တကယ်ကိုလုံးလုံးအဲ့ဒီကိုဆိုင်နဲ့တွေ့ပြီးမှပဲအဲ့ဒီ mechanical wash အကြောင်းလေးစအာလေ့လာတဲ့ interest ဖြစ်တယ်။အဲ့စိတ်ဝင်စားသွားတယ်ပေါ့လေနော်။ ဆိုတော့ဆရာ collection ကိုကျွန်တော်ကြည့်တာပေါ့ဆရာလည်းခုနပြောခဲ့တာ vintage နာကြီးလည်းတော်တော်များတယ်ကျွန်တော်လည်းအဓိကဆရာကိုပူဇော်နေရကြပြီဒါဆိုရင်၃လေးခါလောက်ရှိကျွန်တော်ပြောတာပေါ့နော်နောက်ဆုံးတော့ဆရာညင်းလို့မရတော့လေကောင်းညင်းခဲ့တာပေါ့ video လုပ်ဖို့ဆိုပြီးတော့ဆိုတော့ဆရာ collection ကိုဘယ်ကစပြောအောင်မလဲဆိုတော့ကျွန်တော်ကြည့်တဲ့အနေထားမျိုးမှာကျွန်တော်ဒီမှာဆိုရင်ဆရာတို့ဒီ seiko collection ကတော်တော်များတယ် vintage တွေရော modern တွေရော grand seiko တွေပေါ့နော်ဆိုတော့ ဆရာစီကိုပေါ်မှာဘလို့မြင်ပြီးတော့ဘလို့မျိုးဆစုဖြစ်ခဲ့လဲဟွာပေါ့ကျွန်တော်တို့အဓိကတော့စီကိုကို vintage စီကိုတွေစာစုတယ်ဆိုတာနံပါတ်၁ကတော့သူကဟို relatively affordable ဖြစ်တယ်ပေါ့လေเนาะကျွန်တော်တို့ဟွာ ਨੇ ပြီးတော့ဒီကျွန်တော် online မှာ search လုပ်မယ်ဆိုရင်လဲသူရဲ့ဒီ history အစဒီနိုင်အကြောင်း history ဘာညာစသူကပြည့်စုံထားတဲ့ ဟို articles တွေတော်တော်များတော့ကျွန်တော်တို့ဒီ live ဖတ်ရင်တော်တော်စိတ်ဝင်စားစရာကောင်းတယ်ပေါ့အဲ့တော့ဖတ်ဖတ်နဲ့ဟိုတော်တော်စိတ်ဝင်စားသွားတာပေါ့လေအဲ့တော့ကျွန်တော်အနေနဲ့ဒီစိတ်ကိုဆိုရင်ကျွန်တော်အဆဆဒီစိတ်ဝင်စားတာတော့ဒီ lomatic လေးတွေပေါ့လေเนาะ lomatic ကဘယ်လိုက် lomatic ကဘယ်ဟာပထမဆုံးစစုပြီလဲ lomatic ဆိုရင်ကျွန်တော်တို့ဒီကောင်လေးပေါ့လေဒီ lomatic လေးတွေကျွန်တော်တို့အရင်စကျွန်တော်တော်တော်လေးစကြိုက်တဲ့ထဲပါတယ်ပေါ့လေ lomatic ဆိုတော့သူက ဒီကောင်လေးတွေကကြာကျွန်တော်တို့ဟိုနံပါတ်1ကကျွန်တော်တို့ဒီ affordable ဖြစ်တယ်ပြီးတော့သူရဲ့ movement တွေကလည်းခုချိန်ထိကိုတော်တော် reliable ဖြစ်သေးတယ်ဗောလေเนาะကျွန်တော်တို့တခြားဟိုဒီ maintenance နဲ့ပညာလောက်ထားရဆိုရင်ကိုသူကအအချိန်ကလည်းတော်တော်မှန်တယ်ဗောပြီးရင်သူက variety လည်းအရင်များတယ်ဒါရဆဒါရ K shape အစုံပဲဗောလေအယောင်အစုံ dress war ပုံစံသွားမလားကျွန်တော်တို့ဒီထူးထူးဆန်းဆန်းပုံစံကြီးတွေသွားမလားအကုန်ရှိတယ်ပေါ့လေနော်ကျွန်တော်အစတော့ကတော့ဒီဟိုဒီအယောင်လေးတွေတော်တော် light စုကြည့်သေးတယ်အမလေတော်တော်များတော့ပြန်လျှော့ပြန်လျှော့နေဒီလောက်ပဲကျန်တော့အလံမဆုရင်တဆုံးဒီဆုရင်တော့တော်တော်များမှာဟုတ်တယ်ဟုတ်တယ်သူနဲ့ကိုဘူးမဆက်တော့အလံမြေ king seco ရဲ့ grand seco တွေများတယ်ပေါ့နော်ဒါဆိုရင်တော်တော်ဆရာပြောလို့ဆိုရောင်းဆုံးဒါဆိုရင်ရောင်းဆုံး၃ခု အဲဒီကောင်လေးဆိုရင်အပြောင်တော်တော်ဟို light blue ခေါ်မလဲ sky blue ခေါ်မလားဟုတ်တယ်သူ gradient လဲမှန်နဲ့လဲဆိုတော့ gradient လဲတော်တော်ပါဒါဆိုရင် dark blue ဒါဆိုရင်အဆိုင်အောင်ပေါ့ဆရာတင်တင်နေရတွေ့ပါတယ် andrew cc မှာဒါတော့ကျွန်တော်ရဲ့ favorite arabic numerals နဲ့ linen dye နဲ့ linen dye နဲ့ဒီကောင်ဟိုဟာအထက်ကပါတဲ့ set က36000တွားဟုတ်ဘူးကိုဟိုဟာတွား lm ဆိုတော့တွားဟိုလေ2260ပဲ 28800 beats per hour သူက LM special တွေမှာကျတော့သူကအဲ28000ဖြစ်သွားတယ်ဒီ YoYo LM တွေမှာကျတော့သူက26ပဲဟို3 hertz ပဲပေါ့ကျွန်တော်ဒီဟာကို36000 movement နဲ့တွေ့ဘူးလားတော့အဲ့သူကဟိုအဲ့ကောင်ကျတော့ lot မှာပဲမှာပဲ36000ဖြစ်တာသူက LM မှာကျတော့ lot နဲ့ lot မှာပဲတွေ့တယ်ဟို lot မှာပဲမှာ36000 lotmatic ကကျတော့သူကဒီဟို56တွေကသူက ဒီဟို YoYo element တို့ကလိုးပြီပဲပေးတာ king seat ကိုရောက်မှတို့က2800ဖြစ်သွားပါဘော့ဒီ alarm လေးဆိုရင်ဒိုင်လေးကတော်တော်လေးကိုလှနော်ဟုတ်တော်လုံးဝပတိနာလုံးဝနိုင်ဂျိုးနိုင် hobby မှာဂျွတ်တက်နေတဲ့လူတွေပဲကြိုက်တတ်တဲ့ကြိုက်တတ်တဲ့ပုံစံမျိုးပေါ့ဒါကတော့ကျွန်တော်အဲ vintage video တွေမှာပြောပြောနေလို့လုံးဝ one of a kind dial လို့ပြောရမှာပေါ့နော် จาลาလို့ဒါရသူ့ဟာနဲ့သူအယောင်ကျွတ်ပြီးတော့အဲဖက်ထီနာဝင်သွားတဲ့ပုံစံမျိုးပေါ့။ဟုတ်ဆိုတော့ဒီလိုမျိုး effect ကို create လုပ်ဖို့ကလည်းဟိုနောက်တစ်လုံးက similar ပုံစံလုံးဝမရှိတော့ဘူးเนาะ။ညီချင်းမလည်းညီတော့မှာ။သူကတော့ကံကောင်းစွာနဲ့ညီညီလေးဖြစ်နေတာ။ဒါလေးကလည်းပြီးတော့ဟို manual wire မြေเนาะ။ဟုတ်တယ်ကို။ manual wire လို့ကျွန်တော်တို့ GS Grand Seiko ကို King Seiko မှာပါတဲ့52ထင်တယ်ဟလား။သူကဟိုက3000 6000ဆိုတော့ 57ဟို57ဟိုဟာလေဒီနာမကိုဒီ DM movement ကလေးဘာနာမ50ဟိုမှာဒီကောင် original လာတာဟိုတနေ့ကကျွန်တော်ဆရာကိုဒီ online မှာဆရာဒီပုံတင်ကလေးကကျွန်တော်ထမ်းမေးတာအဲ close case bike နဲ့လာတာပေါ့နော်ဟုတ်တယ်ကျွန်တော် i close case ဘယ်ကို modify လုပ်ထားဥပမာလေးကိုကြည့်ချင်လို့ဟုတ်တော်တော်လေးမိုက်တယ်ဆိုတော့ဒီ ဒီ LM ဆရာစီမှာအဲ long medic က၄လုံးဟုတ် long medic က၄လုံးဒီကောင်တွေက V neck ခေါ်ပါလားလားဒီကောင်တွေကကို LM ပဲဟော LM ပဲအော်အဲ့ king စီကိုကျမ V neck V neck ဖြစ်တော့သူကကြရောင်စုံသူလည်းဆိုတော့ LM မှာဒါမျိုးလေးတွေကတော်တော်ဟိုဘယ်လိုပြောမလဲရောင်စုံကျွန်တော်ကြောက်တုံးလို့ခေါ်ပါဗောမှန်တိုင်ဗောနော်ကြောက်မှန်လို့ခေါ်ပါကိုကွက်မှန်တို့ကတော့သူမှန်တော်တော်လေးဟိုဟို original မှန်နဲ့လာတဲ့ဟာလေတော်တော်ရှားတယ်ဆိုတော့ ဒီအယောင်၃လုံးမှာမှမှန်ရဲ့ case ပုံစံကမှန်ရဲ့ shape ပုံစံတစ်မျိုးစီလာကြတာပေါ့နော်ဟုတ်ဆိုတော့တော်တော်လေးဒီ LM collection ကစိတ်ဝင်စားကြကောင်းတယ်ဆရာပြောလို့ပဲတေချာလေးလိုက်တော့တော်တော်လေးကို twin net ထဲဝင်သွားမှာဟုတ်တယ်အဲကြောင့် break out ထားရ LM နဲ့ Lord Marvel ကြောင့် Lord Marvel နည်းနည်းပုံမြင့်သွားတာပေါ့ဟုတ်တယ်ကိုဟိုသူကဒီ Lord Marvel မှာကြတော့သူကဒီ Lord Marvel တော့နည်းနည်း high end တန်းသွားတာပေါ့နော်ကျွန်တော်တို့ဒီ Lord Marvel မှာလဲသူကအရင်တော့ဆိုရင်သူက ဟို generation 3ခုလေဒီဒီဒီကောင်ကမှဒီ5940 C ဖြစ်သွားတာဗောနော်အဲ့ကောင်မှဒီကောင် high B ဖြစ်သွားဒီ low matter ကြတူ relatively entry တို့ဒီတုခိတုခါတော့ကျွန်တော်တို့ဒီ company worker ဘာညာအစင်းလောက်မှာအဝင်တို့ target ထားတယ်လို့ပြောရတယ်ပေါ့လေသူလော်မာ high end တွေမှာဆိုလော်မာဗဲတို့ king seco တို့ grand seco တို့ဖြစ်သွားမှာပေါ့ဟုတ်တယ်နော်ဆိုတော့လော်မာဗဲတို့ king seco တို့ grand seco ရဲ့အောက်တဆင့်နည်းနည်းလောက်ပါတယ်ဒါပေမဲ့သူကတော့ king seco grand seco launch မလုပ်ခင်မှာနည်းနည်း experiment လုပ်တဲ့ stage မှာလော်မာဗဲကို introduce လုပ်ထားတယ်ဟုတ်တယ်ကိုဟိုဖတ်ကြည့်ဘူးတာတော့တော်ဟိုပေါ့ဒီ first generation တော့ဆိုရင်သူက id kit သူကလော်မာဗဲ fetch ချင်ဆိုရင်သူကအဲ့တုန်းကဆိုသူရဲ့ high end မှာ KSGS မရှိသေးဘူးပေါ့လေနော်လောမှာပဲကိုကသူကလုံးဝ high end နေပါကိုဖြစ်နေနောက်ပိုင်းမှာမှသူ KS တွေ GS တွေထွက်လာတဲ့ချိန်ကျတော့ဒီလောမှာပဲကနည်းနည်းဒုတိယဒသင်းလောက်ဖြစ်သွားဖို့မရပါဘူးဒါတော့မှသူ3600 movement ကို ပထမဆုံးထည့်ပေးထားတာဒီလောမှာပဲ series မှာပဲလောမှာပဲမှာ introduce လုပ်ပြီးမှ KS ဆို GS ဆိုတဲ့မှာ movement တွေထပ်ထပ်ပြီးတော့ပါ သူ့ရဲ့ finishing ကလည်းအခုနောက်ပိုင်းထွက်တဲ့ grand sea ကိုလိုမျိုးလုံးဝဟိုဘယ်လိုပြော sarasu polishing ပုံစံမျိုးအကုန်တုံးတာနော်ဟုတ်တယ်သူ case အရှိတ်လေးတွေကတော်တော်လေးဟိုချိုးထားလေးကလာတယ်ကျွန်တော်ဆရာ nai collecting ဘယ်လိုပြောမလဲ philosophy အတွေးခေါ်ကျွန်တော်အရင်သဘောကျပါဘူးဆိုတော့ပုံမှန် collect လောက်တာမဟုတ်ဘဲနဲ့ customization တွေပါကျွန်တော်ဆရာတော်တော်လောက်ထားတွေ့ရဥမာဒီဟာဆိုလဲ case back ကိုပြကျွန်တော်လောက်ချင်နေတာတော့ကြာပြီဒါပေမဲ့ အဲမလုတ်ဖြစ်တာပေါ့နော်ကျွန်တော် KS ဆို GS တို့မှာလည်းဒီလိုမျိုးအဲ see through case file နဲ့လုတ်ချင်နေတာဒါပေမဲ့ဒါကတော့ဆရာဘယ်လိုလုတ်ထားလဲနည်းနည်းရှင်းပြပါဦးဒါလေးကကျွန်တော်ဟိုပေါ့စတော့ကတော့ဒီကျွန်တော်ဒီ third party case file လေးတွေရှိတယ်ပေါ့မှာကြည့်မယ်ပါညာဆိုတော့အဲဈေးနှုန်းရောမလွယ်တာနဲ့ဆိုတော့ကျွန်တော်ဒီအဲကျွန်တော်တို့ဒီပြင်းလွင်ရာဒီနိုင်ဟွာဆရာပါပဲဆရာကိုလင်းလင်းကိုသူနဲ့ဘယ်လိုလုပ်ကြည့်လို့ရမှာတော့ပါညာသူနဲ့ တိုင်ပင်ကြီးတော့သူကတွင်ခုံဆရာနဲ့တိုင်ပင်ကြီးမယ်ဆိုပြီးတော့သူ့ရဲ့ case pack ကိုပဲကျွန်တော်တို့ကဒီဖောက်လိုက်ပြီးတော့မှန်ထည့်လိုက်တာပေါ့ original case pack ကိုလုံးဝဟိုဟိုဟွာလောက်လိုက်ရဖောက်ပြီးတော့ဖောက်လိုက်ရတာဆိုတော့သူကဟိုလိုပေါ့ကျွန်တော်တို့ဖောက်လိုက်တယ်ဆိုပေမဲ့သူကဒါဒါလေးဆိုသူ original case pack ရဲ့ဟိုလေးပေါ့ဩအပြလေးအဲသူ့ရဲ့ဒီ model number ပါညာပေါ့ဩအလားလေးကအဲ့လိုဖောက်လိုက်တော့အလားလေးဒါအဆုံးရှုံးခံလိုက်ရတဲ့တော့ အချိန်လဲတော်တော်ပေးလိုက်ရတယ် experimentation နေနဲ့တော်တော်လေးလုပ်လိုက်ရတယ်ဟုတ်အောင်မြင်မှုရလက်လေးပေါ့ဒီလုံးလေးအကြောင်းဆရာရှင်းပြပါဦးဒီကောင်လေးကကိုသူကဟောလေ chronos ခေါ်တာပေါ့နော် chrono မှာသူကကျတော့ဒီဒီ s အပေါ်ကဒီ s shape လေးကစေကိုအစောပိုင်း early 9060အစောပိုင်းရဲ့သူက model ဒီမှာတုံးတဲ့ဒါဟို simple လေးပေါ့နော်ဒီကောင်ကကျတော့ကျွန်တော်ဖတ်ဘူးတလောက်တော့သူကဒီ ကျွန်တော်တို့ဒီ Seiko မှာဆိုရင်တို့ Ali 9060မှာဆိုတော့ကုမ္ပဏီနှစ်ခုကိုတို့ကခွဲပြီးတော့ပြန်ခိုင်းတယ်ပေါ့နော် Dyni Seiko ရှားရယ်ကျွန်တော်တို့ဟိုနောက်တစ်ခု Suwa Seiko Suwa Seiko ရှားပေါ့ဒါလေးဆိုရင်သူ Dyni Seiko ရှားရယ် first ဟို300 movement လို့ပြောတယ်ပေါ့လေတို့ရဲ့ page မှာကိုကဒီ S Seiko Chrono ဆိုပြီးတော့ပေါ့နော်အဲ့ထက်မှဒီကောင်လေးထူခြားတာသူရဲ့ဒါရီတခြားလေးကတော်တော်လာတယ်ပေါ့လေကျွန်တော်တို့ဒီ Sun Blast လို့လို့ အတချာလေးနဲ့ဆိုတော့နည်းနည်းလာလို့ဒါလေးလည်းကြံသွားတာပေါ့နာရီရနော်လုံးဝဟိုဘယ်လိုပြောမလဲဆိုတော့ဒီသေးကြည့်ကြည့်တလို့ကြည့်ဒီသေးကြည့်တတ်မှာပဲနည်းနည်းပို့ပြီးတော့ဟိုအနှစ်သာရကိုခံစားတတ်မှာနော်ဟုတ်တယ်ကောသူ့ရဲ့ဒိုင်လေးကဆရာပြောလို့ပဲကျွန်တော်ခုန case back အဲနာရီ case ကကျွန်တော်ဆွဲထုတ်တဲ့ချိန်မှာသူ့ရဲ့ဒိုင် texture ကိုကျွန်တော်လုံးဝဟိုလိုမဖြစ်ဘူးဒီတိုင်းပဲ plain texture ပဲထင်တာဆရာပြောမှာပဲတေချာကြည့်မှာသူ့ texture ကလုံးဝ ုန texture တော်တော်လေးကိုဟိုဖလာတယ်ဟုတ်နောက် silver sunburst တဘောမျိုးရှိရနော်ဒါ color ဒီ case ကလည်း manual wise ဆိုတော်တော်ပါလွာပြီးတော့ဟို grand chic ကို first grand chic ကို case design နဲ့တော်တော်သွားဆင်လာဟုတ်တယ်ဟုတ်နော်ဟုတ် so တကယ်တော့ seco တွေကထဲထဲဝင်ဝင်လေ့လာရင်တော့အရန်စိတ်ဝင်စားစရာကောင်းတဲ့ twin net ကြီးတစ်ခုပေါ့နော်အာကျွန်တော်တို့ lm ပြောတဲ့တဲမှာတော့ lm ကတော့ဆရာရဲ့ one of the mini collection သဘောမျိုးဖြစ်သွားပါဘူး။ဆိုတော့ခုနလည်းမှဒီ LM လေးကြံခဲ့တယ်ပေါ့နော်။ဆိုတော့ဒီ LM လေးအကြောင်းလေးလည်းဆရာရှင်းပြပါအောင်။ဒီကောင်လေးကကိုဟိုပေါ့အဓိကသူ့ကိုကျွန်တော် interest ဖြစ်သွားတာသူ့ရဲ့ key shape ပေါ့လေနော်။ကျွန်တော်တို့ဒီအခုမှတလုံးရှိရ 45GS တော့ပါတော့ ਨੇ ဒီကောင်ကရုတ်တက်ကြည့်လိုက်မှဆို case ကတော့တူနေအဲ့လိုကိုတော့ကျွန်တော်တို့ဒီ grammar or design ပါညာအကုန်ပေါ့လေနော်။ hands လေးနည်းနည်းကွဲမယ်ပေါ့လေသူ့ရဲ့ ်ကေ့စ်ဖီနီရှင်ရောဟိုတော့တော်တော်လေးသွားဆင်နေပေါ့လေဒီ LM ကလည်းခုနကကျွန်တော်ဟိုဆရာရှင်းပြခဲ့တယ်လို့ပေါ့နော်ဒါဆိုရင်လုံးဝအနောက်မှာ market ဆီပါပါ1977တို့အဲ့ကုမ္ပဏီကုမ္ပဏီတခုကသူတို့ရဲ့ဝန်ထမ်းနှစ်ကြာလို့ reward လုပ်ပေးထားတဲ့ပုံမျိုးရှိရနော်ဟုတ်ဆိုတော့ဒီကောင်လေးကလည်း special ဆိုတော့အထဲမှာပါတဲ့ဆက်က3600တောင်တော့မဟုတ်တော့တယ်နော်ဒါပေမဲ့28000 28000 high ပြီးတော့ဖြစ်သွားပါဘူး ဒါဆိုရင် condition ကိုတော်တော်လေးကောင်းတယ်လုံးဝ unpolish ပဲဒီ sharp edges တွေကတော်တော်လေးကို sharp ဖြစ်သေးတယ်ပြောရမှာဟုတ်ပြီးတော့သူက linen dye လေးနဲ့လည်းဆိုတော့လေသူ့ linen တွေကလည်းတော်တော်လာ LM နေရဲ့ဆွဲဆောင်မှုတစ်ခုဟာပေးရတဲ့ဈေးနဲ့ပေးရဈေးဆိုရင်ကျွန်တော်တို့ grand seiko တို့ king seiko တို့ဈေးလောက်မရှိဘဲနဲ့အဲ့ဒီ quality နီးနီးရတဲ့ feeling feeling ပေါ့နော်ဒါဒါကလည်းလုံးဝ linen down ဆိုတော့ ကျွန်တော်အဲ့စားထုတ်တဲ့ခစ်တွေတော့ဆိုရင်ပြောရမယ်ဆိုရင် Rolex ဆို Omega တို့ Rolex ဆိုရင် Datejust Omega Constellation တို့နည်းနည်းဟိုရှင်ပြီးတော့ထုတ်ထားတဲ့အဲ့တော့လည်းဈေးတန်းအဲ့ဈေးတန်းနီးနီးလောက်ရှိမယ်ထင်တယ်နော်အဲ့တော့ကျွန်တော်လေ့လာစဖတ်မိတဲ့အနေအထားမျိုးမှာနော်သူကဟိုပေါ့ဟိုအကိုပြောသလိုပဲသူအဲကျွန်တော်ထင်တယ်ဒီ Datejust တို့ Omega တို့ရှင်မယ်ဆိုရင်သူက IKS တို့ GS ဈေးတန်းပေါ့နော် LM ကြတော့သူတို့ထပ်ဆိုင်တော့နည်းနည်း အဲ့ခေတ်ကလေးကသူက affordable တော့နည်းနည်းဖြစ်မယ်ဒါပေမဲ့သူကဟိုလိုပဲ company ဝန်ထမ်းတယောက်ရဲ့တလားစားလောက်လို့တော့အဲ့လောက်ပေါ့နော်အဲ့လိုဈေးတန်းကတော့ king seiko ကိုအောက်တော့ရောက်ပြီးတော့တကယ်ရတဲ့ quality ကတော့ဒီ king seiko grand seiko quality နီးနီးရပါဟုတ်တယ်ကို seiko တဲမှာနည်းနည်းလေးမြင့်သွားတဲ့ modern ကျောင်းဒီမှာကြည့်ရတော့ vintage နှလုံး modern နှလုံးတွေ့ရတယ်ပေါ့နော်ဒီမှာဆရာစီမှာအရင်တော့ grand grand site ကိုလည်းရှိရနော်ရှိတယ်ကိုကျွန်တော်အဲ modern grand gs ဝယ်တာပြင်တွေရောင်းလိုက်ကျွန်တော်ဒီ king site ကိုကျွန်တော်စဝင်စိတ်ဝင်စားခဲ့တာဒီလုံးကြောင့်မလို့ဘောနော်လုံးဝ no date နဲ့သူ့ရဲ့ဆရာပြောရခုန grammar of design ဆိုတာဒီကောင်းနေထဲမှာလည်းပါလာဘောနော်ဟုတ်တော့ဒါဟို king site ကိုမှာဆိုရင်နည်းနည်း one of the holy grace တဲ့မှာပါပြောမှာ KS first နဲ့ဒီဒီဒီလိုမျိုးအလုံးပေါ့เนาะအဓိက ီကောင်လဲ36000ဒီကောင်36000ကိုတော့3600ဆို high beat movement နဲ့လာတယ်အဲ့တုန်းကအဲဒီဒီနိုင်ကြောက်မလို့ကျွန်တော် king sea ကိုတော်တော်လေးစိတ်ဝင်စားခဲ့တာပေါ့နော်ဟုတ်ကျွန်တော်တို့နိုင်စဆုတဲ့အချိန်မှာအဲ sea ကိုတလုံးကဒေါ်လာ3400လောက်ဖြစ်နေတဲ့အချိန်မှာဒီလိုမျိုးလုံးဝ historical ဖြစ်ပြီးတော့အရန်လက်ရပြောင်မြောက်တဲ့နိုင်တလုံးကလည်းအိတ်ပတ်ချလဲတော့ပဲရှိတော့ကျွန်တော်ဒီဆရာပြောလို့ပေါ့နော် affordable ဖြစ်ပြီးတော့ အဲ quality တော်တော်ကောင်းတဲ့နိုင်လေးရတာဖြစ်တဲ့အတွက်ကိုကျွန်တော်တော်တော်လေးထဲထဲဝင်လေ့လာမိခဲ့တယ်ပေါ့နော်သူဖြင့်သူ့ရဲ့ဟို iconic ဖြစ်တဲ့ medallion ပဲ medallion ပေါ့နော်ဒါဆိုရွှေအစ်စ်နဲ့အဲ့တော့လောက်တာနော်ဆိုတော့ဟိုနောက်ပြီးတော့အခုခေတ်အဲဒေါ်လာ300တန်းဈေးကိုရင်မှာတော့မှ sign crown မပါဘူး finishing ကတော်တော်လေးဟိုဟိုဒီ kit မှာခုချိန်ဒီလက်ခံလို့ရတဲ့ condition သဘောမျိုးပြောမှာနော်ဟုတ်တယ်ဆိုတော့ ီမှာ king seiko နှလုံးတော့တွေ့ရတယ်ပေါ့ဒါကျွန်တော်မှရှိတဲ့ king seiko နဲ့နည်းနည်းသွားဆင်တယ်ဆက်တူတယ်ကိုဆက်တယ်တူတယ်နောက် special dial လည်းဖြစ်တယ်ဟုတ်နောက် chronometer certified လည်းဖြစ်တယ်ပေါ့နော်ဒါကတော့လုံးဝ no date ပဲဆရာဒီမှာရှိရတာလေအကုန်လုံး condition ကတော်တော်လေးကိုလက်ပြီးတော့ polishing ဟိုလုံးဝမဝင်ထားရတဲ့အလုံးတွေတော်တော်များတာပဲဆရာဒီနှလုံးနဲ့ရွေးဆိုပေးရ တလုံးပဲရွေးမယ်ဆိုရင်ကျွန်တော်တော့ဒီကောင်လေးရွေးဖြစ်မယ်တို့အဓိက no date ဆိုတော့ symmetry ဖြစ်တယ်ပေါ့ကြည့်ရတာเนาะဟုတ်တယ်ဒိတ်ကကြတော့လဲကျွန်တော်ဒီခေတ်မှာဖုန်းနဲ့ကြည့်လိုက်ရင်ရတယ်ဆိုတော့ဒိတ်ကအဲ့လောက်ကြည့်ခွာမဖြစ် grand seat ကိုအရင်တော့ vintage လေးရှိတော့ဆရာရဲ့ဒီဟိုပေါ့အတွေးခေါ်လေးကိုကျွန်တော်နည်းနည်းသိကျင်တာဟုတ်ဒီဒီ modern လုံးနေဝယ်ဖို့ collector တွေကတော့ဝယ်လိုက်ရောင်းလိုက်တော့လုံနေတာအမှန်ပဲပေါ့เนาะဒါပေမဲ့ ဆရာခင်းစီကိုဘက်ကိုနည်းနည်းပို့ပြီးတော့စိတ်ဝင်စားမှုပိုရှိလာဘလို့ဘလို့ဘလို့ပြောမှာ grand sea ကိုထုတ်မယ်ဆိုရင် grand sea ကိုအရင်ထုတ်ပြီးတော့မှဟိုဟာ king sea ကိုခြံလာဆိုတော့ဟိုဟာဗောကျွန်တော်ကဘာလို့ကျွန်တော်ဟိုကျွန်တော်နိုင်ယူဒီအရန်ကြီးထထဲဝင်မလေးလာခင်တော့ကအကိုပြောလို့ပဲအကိုဆိုလဲဒီဒီ king sea ကိုလေးတွေ့ပြီးတော့ king sea ကိုတော့ကျွန်တော်ကျတော့အဲ့ဒီ king ကျွန်တော်လဲအဲ့တော့စတွေ့တာဒီ king sea ကိုဗောနော် အကင်းစိကိုကိုအဲတွေ့ပြီးတော့ကင်းစိကိုဖတ်ကြည့်တော့လေအဲ့လို तू ကသူခစ်တော့တော့ तू ကကင်းစိကိုက grand စိကိုအောက်မှာဟို तू ရောက်အောင်စထုတ်တာတော့မဟုတ် तू ပြန်ดูထုတ်တာပေါ့နော်ဟိုဘက်ကစူဝဘက်က grand စိကိုစထုတ်လိုက်တော့ဒန်နီဘက်ကလည်းသူတို့ဘက်ကကင်းစိကိုနဲ့စထုတ်ပြီးအဲရှင်ဖိုက်လိုက်တာဒါပေမဲ့ဟိုတိတ်မပေါက်သွားဘူးပေါ့နော်အဲ့တော့ဟို relatively underrated လည်းဖြစ်တယ်အဲအဲ့တော့ကျွန်တော် affordable လည်းပို့ဖြစ်သွားတာပေါ့လေ ဥပမာကျွန်တော်တို့ grand site ကို first ဆိုအခုချိန်ဆိုကိုဈေးတွေအရင်ကြီးနေကျွန်တော်လလန်းလည်းမမီဘူးပေါ့နော်ကျင်းစီကို first ဆိုရင်ဒါဟို condition ကောင်းတာမှအဲ့လိုတော်တော်လေးတတ်တတ်တတ်နဲ့ရနိုင်တယ်ပေါ့လေနော်အဲ့တော့ movement wide ကြည့်မယ်ဆိုရင်လည်း accuracy ဘာညာလဲตัวละตลอดเลยก้าวเลยบ่เลยเนาะอันนี้จนไอ้กิ้งเสกโกรอบที่คือไอ้ตรงอ่ะจนโหเลยดีซีรีส์ส่งออกสุเมย์ဆိုပြီးလှုပ်လိုက်တော့လေကိုယ့်ရဲ့ budget plan นี้เนี่ยบาญญาเนี่ยဆိုတော့ ိုကိုထုတ်မဲ့ budget နဲ့ဆိုကင်းစိတ်ကိုကအစုံရနိုင်တယ်ဆိုပြီးတော့အဲ့ဒါကင်းစိတ်ကိုကင်းစိတ်ကိုစုပြအဲစုဖြစ်သွားတာပေါ့ brand စိတ်ကိုကကြောက်ပါပဲပြောပြောတလုံးတလုံးရဖို့လည်းမလွယ်ဘူးဆိုပြီးတော့နည်းနည်းခွာဖြစ်သွားပေါ့ကျွန်တော်စိတ်ထဲမှာလည်းအဲ့လိုပဲကျွန်တော်လည်း king စိတ်ကိုနည်းနည်းလေးပို့ပြီးတော့ vintage ထဲမှာဆိုရင်ဘာလို့ဆိုတော့ grand စိတ်ကိုကတော့အခုချိန်ထိနာမည်ကျန်ခဲ့တုံးပဲပေါ့ king စိတ်ကိုဆိုတဲ့နာမည်ဒီဒီ စီရီစထုတ်မှ king seiko ဆိုပြီး sequel အခုခင်မှာပြန်တုံးလာ revive လိုက်တာဟုတ်တယ်ဆိုတော့ကျွန်တော်တို့နိုင်စဆုတဲ့အချိန်မှာအဲ့ဒီနာမည်ကကျွန်တော်ရင်ပတ်ထဲမှာအရန်ဆွဲနေ king seiko ကဟိုဒီခေတ်သူတို့ပြန် relaunch လုပ်မယ်လဲမထင်နိုင်ခဲ့ဘူးဟုတ်ဆိုတော့အဲ့ဒီ king seiko ဆိုတဲ့နာမည်ကိုကျွန်တော်စိတ်ထဲမှာတော်တော်လေးကိုဆွဲဆွဲလန်းလန်းဖြစ်မိခဲ့တယ်ပေါ့နော်ဆိုတော့ဒီဒီခေတ်မှာလည်းဒီလိုမျိုးနိုင်လုံးဝမရနိုင်တော့တဲ့အနေအထားမျိုးဆိုကျွန်တော်တွေးခဲ့တာဟုတ် အဲ့တော့ကျွန်တော်စဆုတဲ့အချိန်မှာ King Seiko ဆိုပြီးတော့ယောက်ျားလေးတွေထုတ်ပြီးတော့ Queen Seiko ဆိုပြီးတော့မိန်းကလေးတွေထုတ်ထားတယ်ကျွန်တော်တွေ့တယ်ဟုတ်တယ်ကျွန်တော်လည်းတွေ့တော့တွေ့ဘူးလေကျွန်တော်အမျိုးသမီးကိုလည်းကျွန်တော်အဲ့ Queen Seiko ဆိုပြီးကျွန်တော်တလုံးဝယ်ပေးထားသေးတယ်ဟုတ်ဟုတ်တော်တော်လေးစိတ်ဝင်စားစရာကောင်းတယ် King Seiko ဒီအလုံးကဆရာရဲ့အဲနောက်ဆုံး acquisition လို့ပြောရမလားသူ့ရဲ့တန်ပါပေးကတော့တော်တော်လေးကို smooth ဖြစ်တယ်အတန်မိုက်ခရိုဖုန်းနဲ့ကြားမယ်ဆိုရင် ရာဒီလုံးလေးကြောင်းရှင်းပြပါဦးဒီလုံးလေးကကျတော့လေကျွန်တော်ဟိုပေါ့ဒီလုံးလေးကလေကျွန်တော်ရဲ့ဒီဟို나이စဟိုစလေးလာကလေးကျွန်တော်ရဲ့ gray wash လေးပါတယ်ဗောလေ SPG တလူ231ဗောနော်သူကကျတော့ဒီ Seiko Modern Seiko ထဲမှာသူကဒီ Elegance ဆိုရယ် line add ထည့်ထားတယ်အဲ့တော့ purely dress wash ဗောနော်များတော့အဖြစ်နောက်ပိုင်းမှာ Seiko တွေကသူ့ရဲ့나이တွေကိုသူကဟိုကျွန်တော်တို့ဒီ grand seiko ဆိုလဲသူက sport sport တွေထုတ်တာရှိတယ်။နောက်တစ်ခုကျွန်တော်တို့ Gada ခေါ်တာပေါ့100 meter water resistant နဲ့ snowflake တို့ပဲလို့ဆိုရင် tire size က40 mm လောက်ထိသွားတယ်ပေါ့လေနော်။အဲ့တော့ကျွန်တော်ဒီ purely dress ဆိုရင်ဒီ elegant ထဲမှာရှိတယ်ပေါ့နော်။ပြီးတော့ဒါဆိုရင်လည်းသူ့ရဲ့ဖက်ကြည့်တော့သူက DK shape ဆိုလဲဟိုဟိုပါပေါ့ကျွန်တော်တို့ GS first ရဲ့ K shape ကိုသူကဟို inspire ယူထားတာပေါ့ဟိုလုံးဝကြီး1 to 1 reissue တော့မဟုတ်ဘူးเนาะ grand ဟို grand seiko fast ရဲ့ key shape ရဲ့ပြီးတော့သူ dial လေးကလည်းခုံခုံလေးပြီးတော့သူ့ရဲ့ဒီထုံးစံတိုင်းသူ့တို့ရဲ့ design ဆို polishing ဘာညာဆိုတော့သူတို့ရေးထားတာ ਨੇ ဟိုအဲ့တော့အရန်ကြိုက်ခဲ့တာဗောလေအဲ့တော့ဟိုဝယ်မယ်ဆိုပြီးတော့ကြာဝယ်ကျင်တာတော့ကြာပါပြီနောက်ခုမှပဲဝယ်ဖြစ်သွားတာစဝယ်တော့ကလည်းကျွန်တော်စတော့ကလည်းဟိုဒီလောက်ထိကျွန်တော်ဟို GS ကိုအပြင်မှာမမြင်ဘူးဒေးခင်ဗောလေဒီသူ့ရဲ့ဆရာဆူ polishing ကတိတာပါမလားဘာညာဆိုပြီးတော့ ဟိုဝဲမလို့မဝဲမလို့တော်တော်ဖြစ်လိုက်တည်းပေါ့အဲ့မှာဂျားထဲမှာကျွန်တော်တို့ဒီမန်လေးကကိုဟင်းခန့်ကသူ့ရဲ့ GSU ကြီးရောက်ချလာအပြင်မှာတွေ့ဘူးတော့ဟာမရတော့ဘူးဘူးတော်တော်တက်လာအဲ့မှာနောက်ရရှာတော့ပါပဲအဲ့ဒါဟာဟိုကျွန်တော်တို့စာထဲမှာရေးထားသလိုအပြင်မှာလည်းတီတော့တီတာတယ်ပေါ့ဒီ Desirasu Polishing ကတော့ဟိုသူကတော့လုံးဝဒီဟိုကျွန်တော်တို့ low light condition မှာတော့ reflection နဲ့ဟို legibility တော်တော်ရအောင်လုပ်ထားဆိုလို့ ဆရာပြောတဲ့ခုန GS Fest ဆိုတဲ့ခေရှိပါခုန Seiko Crown Chronos လို့လည်းခေရှိနေတော်တော်ဆင်နေဒါနည်းနည်း beefy modernize နည်းနည်းပိုဖြစ်သွားတာပေါ့နော်နည်းနည်း beefy ပိုဖြစ်သွားခေစာနည်းနည်းလေးပိုထူတယ်အခုလုံးဝတော့ manual ဝိုင်းပဲသူရဲ့ lux တွေရဲ့ချိုးထားတဲ့ curve တွေကလည်းအဲ့လိုမျိုးပုံစံပဲ GS Fest လေးဒီလိုပုံစံပဲကျွန်တော်အပြင်မှာမြင်ဘူးတာတော်တော်လေးမိုက်တယ်သူကဟိုကျွန်တော်တို့ဒီ44 GS တို့ဘာလို့ကြာကျွန်တော်ဒီ grammar or design တွေပိုင်းဆိုတော့နည်းနည်း shush shush တော်တော်ဖြစ်သွားပါ ဒီကောင်ကျတော့အကုန်လုံးလုံးလုံးလေးပုံစံပေါ့ဟိုတနေ့ကဆရာ no most no most ရဲ့ C2 case plan နဲ့ဒီဟာနဲ့ရှင်ပြီးတင်တာဆိုဆရာအဲ့တော့ fair မဖြစ်ဘူးပြရတဲ့ဆိုရင်ဟုတ်တယ်ဟုတ်တယ်ဟို fair တော့ဖြစ်ပါဘူးကျွန်တော်မှကျွန်တော်အနေနဲ့အစားကျွန်တော်ကျွန်တော်စီမှာရှိတဲ့ဒီ manual one အနေနဲ့မှကျွန်တော်အလားဆုံးတော့ကျွန်တော်ကျွန်တော်စီမှာရှိတဲ့အထက်မှာဆိုကျွန်တော် no most ကအလားဆုံးပဲလို့ကျွန်တော်ဟိုအစားတကယ်လည်းဟုတ်တယ်ပေါ့အဲ့ channel ဒါပေမဲ့ဒီကောင်ရောက်လာတော့အဲ့ no most တော့ရတော့ရောင်းလိုက် မြန်လိုက်တာဆရာပြောင်းလဲပြောင်းလဲမဟုတ်ပါဘူးအော် grand seiko ရဲ့ movement finishing ရောဒီတော့လုံးဝ detail ဟိုတော်တော်လေး glue ဆိုက်ပြီးတော့ထုတ်ထားတဲ့နိုင်လေးပေါ့ဆရာပြောလို့ဆိုရင်ကျွန်တော်လည်းဒါဟိုအရင်နှုန်းကလေးလေးလေ့လာမိဘူးတဲ့ကျွန်တော်မျက်စိကြားခဲ့တဲ့နိုင်တလုံးထဲမှာလည်းပါတယ်အဓိကတော့ဒီ dial ရဲ့အဲနှုတ်နှစ်ရောင်လေးကတော်တော်လေးကို creamy color vintage vibes နဲ့နဲ့ပေးတယ်ပေါ့နော်ဟုတ်ကော နောက်ပြီးတော့ဒီမှာသုံးထားတဲ့ grand seiko ဆိုတဲ့ GS font ကလည်းဟို very ဘယ်လိုပြောမလဲ elegant ဖြစ်တဲ့ဟို font design လေးနဲ့တွားထားတော့ဟို dress watch တစ်လုံးအနေနဲ့ကတော်တော်လေးအဆင်ပြေတယ်ဆရာခုနကဖြစ်သွားဆရာခုနကပြောတဲ့ဟို garter ဆိုတာလည်းဟို manual wine ဖြစ်ပေမဲ့လည်း 100m water resistant ရတော့ဒီကောင်လေးကဟိုတကယ်တမ်းကတော့ तू तू ကဟို leather strap နဲ့လဲလာတယ် piece of rice နဲ့လဲလာတယ်ဘောနော် ဟိုးလွန်ခဲ့တဲ့ဒီကောင်စ launch လုပ်တဲ့အချိန်မှာလဲကျွန်တော်က Beast of Rise နဲ့တော်တော်လေးစိတ်ဝင်စားခဲ့ဟုတ်ဘာလို့ဆိုတော့ကျွန်တော်အချိန်နှုန်းကလေးကလဲဒီ Omega Constellation ခေါ်မလားကျွန်တော်တို့အဲ့ဒီ Beast of Rise bracelet နဲ့ဟုတ်ကျွန်တော်တော်တော်လိုချင်ခဲ့တာဆိုတော့ဒီလုံးလေးကတော့ကျွန်တော်အတွက်ဟိုအရင်တော့အိမ်မက်တစ်ခုလေးပေါ့နော်ဟုတ်ဒါပေမဲ့ကျွန်တော်က dress watch တွေတိတ်မဝိတ်ဖြစ်တော့ကျွန်တော်ဒါဆရာလိုမျိုး trigger ဟိုပါပေါ့မဝယ်မိလိုက်ဘူးပေါ့ဟုတ်ဆိုတော့ဒါလေးကတော်တော်လေးလှပါတယ်ဆရာရဲ့ဒီ king စေကို cherry dog ခေါ်မလား red dog ခေါ်မလားဒါလေးဆရာဘလို့ဖြစ်လို့ဝယ်ဖြစ်သွားလဲဆရာဟိုတလောကပြောတာတော့ second rebuy လို့ပြောတယ်ဟုတ်တယ်ကျွန်တော်ကဒီဟိုပေါ့ဒီ king စေကိုရဲ့ key shape တွေထဲမှာဒီ iconic အဖြစ်ဆုံးကသူကဒီ 44ks ခေါ်တာပေါ့လေဟုတ်ဒီကောင်ဆိုရင်ဒါ 44ks ကိုသူက one to one reissue လုပ်ထားတာပေါ့44 KS ဆိုတာကျွန်တော်တို့ King Seiko ရဲ့ first KS first လို့ပြော second ပေါ့ second ပေါ့နော်သူက second generation KS မှာ i44 KS 449990 reference ကလေအိုက်ကောင်ရဲ့ K shape က iconic ဖြစ်တော့သူကဒီမှာဆိုရင်ကိုသူ့ရဲ့အချိုးတွေကလည်းတော်တော်လေးလှတယ်ပေါ့လေနော်အဲ့တော့ဟိုသူက revise ဆလုပ်တော့ဒီကျွန်တော်တို့စထွက်တော့အတွက် limited edition 6 error တို့ဘာလို့နေထုတ်တည်တယ်ဒါပေမဲ့ဈေးလေးကအရင်ကြီးတော့ကျွန်တော်တို့ လက်လမ်းမမီဘူးပေါ့နော်ဒီကောင်လေးတွေပြန်ထုတ်တော့ဟိုသူ့ရဲ့ retail price ကလည်းတော့ဈေးကြီးပါတယ်ဒါပေမဲ့ထုံးစံတိုင်းစီကိုရီးယားထုံးစံတိုင်း second market မှာရခဲ့ရင်တော့တော်တော်လေးတက်တက်တာရတတ်တော့ကျွန်တော်အဲဒီကောင်ကိုအဲစဝယ်တုန်းကကျွန်တော်တစ်လုံးအစိမ်းအောင်လေးတစ်လုံးဝယ်လိုက်သေးတယ်အဲတစ်လုံးကကျွန်တော် scale size က38 mm နဲ့လာတယ်ကျွန်တော်လက်ပေါ်တင်တော့နည်းနည်းလေး beefy ဖြစ်တယ်ဟို less layer နည်းနည်း overhand ဖြစ်ချင်တော့ကျွန်တော် အဲအဲလုံလေးဟိုထုတ်ဖြစ်လိုက်ပြန်ရောင်းဖြစ်လိုက်တယ်ပေါ့နော်ဒီကောင်လေးကတော့ key size က37ဖြစ်တယ်အဲ့တော့ဒီကောင်လေးကျတော့ကျွန်တော်တို့လက်ပေါ်မှာအဆင်ပြေတယ်ပေါ့ပြီးတော့သူကလည်း water resistant ကို100 meter အထိပေးထားတယ်သူရဲ့ original bracelet လေးဆိုလည်း quality တော်တော်ကောင်းတယ်ဟိုဆရာဒါ bracelet နဲ့ဝယ်တာဟုတ်တယ် bracelet ဝယ်ထားဟိုသူရဲ့ bracelet လေးနဲ့ဆိုသူကလုံးဝဟိုပေါ့ဂါတာပုံစံကိုဝယ်လို့ရတယ်ပေါ့သူရဲ့ bracelet ရဲ့ finishing ကကျွန်တော်မမီလောက်อ่ะ AP shine လို့မျိုးတော်တော်လေးဟုတ်တယ်ဟုတ်တယ်ဟို AP bracelet တွေနဲ့နည်းနည်းဟုတ်တယ် brush ကိုမှ तू อ่ะ shamfer လေးတွေနဲ့တော်တော်လေးမိုက်တယ်ပြီးတော့ तू อ่ะ lens လေးတွေလည်းတေးသေးလေးဆိုတော့ကျွန်တော်တို့ဒီကောင်လေးတွေလိုပဲဟိုဝက်လိုက်လက်မှာကတ်နေဒီကောင်ကဘာ movement တုံးတာဆရာဒါမဲ့ဒီကောင်ကဟိုဟာ movement ကတော့ 6R50 6R55 ဟုတ်အဲ့တော့ तू ဟိုပေါ့ vintage တွေနဲ့ရှင်အာနေတယ်ပြောရမှာ movement ပဲပြောရမှာပေါ့ဒါမဲ့ k finish k finishing အရာတော့တော်တော်လေးဟို ြိုက်တယ်ဗောလေတို့တော့ vintage ဟိုဟာ king seiko ရဲ့ logo နဲ့ဟိုဟာ home match ပြန်လုပ်ထားဗောနော်တော်တော်လေးကိုဒါလေးလက်ဟိုဘယ်လိုပြော finishing တော်တော်ကောင်းတဲ့အလုံးလို့ပြောအောင်ဟုတ်တယ်ဗောဆိုတော့ဆရာရဲ့ seiko collection ကတော့ဒါပဲနော်ကြံနေတာဆရာ seiko လေးတစ်လုံးကြံအောင်နောက်ဆုံးတစ်လုံးကြံနေတယ်ဒီဟာလေးပြောအောင်ဒါတော်တော်လေးကိုအရေးကြီးတဲ့나이 history တန်းမှာအရေးကြီးတဲ့나이လို့ပြောအောင်ဆရာဒီ나이လေးအကြောင်းရှင်းပြပါဒါလေးကကျွန်တော်တို့ဟိုပေါ့ ဒီ nickname ဆိုသူ့ကိုစေကိုမိုနာကိုလို့ခေါ်ကြပေါ့မိုနာကိုကီရှိန်နဲ့တူတယ်ပေါ့နော်ဒါပေမဲ့သူကဟိုကိုဒန်နီစီမှာတလုံးရှိ7138လားနော်သူကကြတော့ဟို single register ဟို first automatic chronograph ပေါ့နော်ဒီကောင်ကကြတော့သူ့ထက်နောက်2နှစ်3နှစ်လောက်မှထုတ်လာတဲ့ model ပေါ့700 series ဖြစ်သွားတာသူကဘာထူးခြားတုံးဆိုကျွန်တော်တို့ဒီ flyback ရတာပေါ့လေဒီဟို flyback function ရတော့ကျွန်တော်တို့ဘယ်လိုပြောမလဲ ဒီခက်ဆိုရင်တည်မလားကျွန်တော်တို့ chronograph တွေ flight back လိုချင်ဈေးလေးအမြင်ပြီးဒါဆိုလဲ relatively affordable ဖြစ်တာပေါ့အဲ့တော့ဒါလေးအဲ flight back ကြိုက်လို့ဒါလေးကစုဖြစ်သွားဒီကောင်ကဘယ်လိုပြောမလဲဆိုတော့အဲဒီ sequel collectors တွေရှားမှာနည်းနည်း historic ဖြစ်တဲ့နိုင်လေးပေါ့နော်ခုနဆရာပြောလို့အဲဒီ night collector တွေရှားမှာ tech choir monaco ဆိုရင်တော်တော်လေးနာမည်ကြီးတယ်ဟုတ် ပါဝယ်စတီဗ်မကွင်းဝိတ်ခဲ့တဲ့နိုင်လို့လည်းလူတွေတိကြတယ်အဲ့ဒါကြောင့်မလို့လဲ collect လုပ်ကြအများတယ်ပေါ့နော်ဒါပေမဲ့အဲ့လို Monaco case shape နဲ့လာတာ tag ကိုဒီကောင်ဆရာခုနပြောတဲ့ fly back function ပါသွားတာဖြစ်တဲ့အတွက် Seiko ဒီ chronograph collector စီထဲမှာဆိုရင်ကျွန်တော်တို့ poke ပြီးရင်ဒီဟာတော်တော်လေး grail status ထဲမှာပါတယ်လို့ပြောရမှာပေါ့နော်ဆိုတော့ဒီဒီလိုမျိုးနိုင်တော်တော်လေးတန့်နေတဲ့ထဲမှာလဲပါတဲ့ အလုံးလဲဖြစ်တယ်လို့ original bracelet လားဆက်ဟုတ်တယ် original bracelet original bracelet နဲ့လဲရှိထားတော့ဆိုတော့ဆရာစီမှာတော်တော်လေးဟိုဘယ်လိုပြောမလဲရှားပါတဲ့စီကိုတွေ condition ကောင်းတာပေါ့နော်ပုံမှန်ဒီလိုမျိုးဟာတွေဆို condition အရင်မကောင်းတဲ့ဟာတွေဈေးကွက်ထဲမှာတော်တော်တွေ့ရတယ်ဆိုတော့ဒီဟာလက်ခံလို့ရတဲ့ condition ထဲမှာလဲပါတော့ဟိုဆရာရဲ့စီကို collection တော့ကျွန်တော်တော်တော်တည်ယူသွားပြီ